ဘာဖြစ်လဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဘာသာရေးကိုဘန်းပြပြီးတော့ဗောနော်ဟို attention ယူနေတယ်လို့လည်းပြောလို့ရတယ်ဗောနော် TikTok ကဟို Christian ဘာသာဝင်တယောက်အကြောင်းပဲဒီနေ့ပြောပြတာမှာပဲဖြစ်တယ်ဗောနော်ဘာကြောင့်လဲဆိုလို့ရှိရင် तू ကဟိုကိုယ့်ရဲ့ဘာသာအကြောင်းကိုမပြောတဲ့အပြင် तू များဘာသာရေးအကြောင်းတွေအရင်စွတ်ဖက်ပြီးပြောတယ်ပြောတဲ့အချိန်ကျတော့ဘာဖြစ်တယ်ဆိုတော့ဟိုဘယ်လိုပြောမဟုတ်မမှန်တာတွေအများကြီးပဲပြောတယ်ဗောနော်မဟုတ်မမှန်တာတွေအဲ့လိုအများကြီးပဲပြောတယ်အဲ့လိုအများကြီးပြောတဲ့အချိန်ကျတော့ဟို ကျန်တဲ့အကြောင်းတွေကလက်ခံပြီးလို့ရတယ်။တချို့အကြောင်းတွေကျတော့လက်ခံလို့မရတဲ့အကြောင်းတွေရှိတယ်ပေါ့နော်။ဒါပေမဲ့ဟိုမဟုတ်မမှန်တာတွေပြောတယ်ဆိုတာကတချို့တစ်ချက်နှစ်ချက်လောက်လွဲနေတယ်ဆိုတမျိုးပေါ့နော်။တစ်ချက်နှစ်ချက်လောက်လွဲနေတယ်ဆိုတမျိုး။အခုကတစ်ချက်နှစ်ချက်လောက်မဟုတ်ဘဲနဲ့ဗီဒီယိုတစ်ခုလုံးလွဲနေတယ်ဆိုတော့ဟိုအဆင်မပြေဘူးပေါ့နော်။အဆင်မပြေတဲ့အချိန်ကျတော့ဒီလိုမျိုးဟာကကွန်မြူနတီရဲ့ဘာသာဝင်တွေပေါ့နော်။ဥပမာအဖြစ်ဆိုလို့ရှိရင် အဲသူကခရစ်ယာန်ဘာသာဝင်တယောက်ဆိုပေမဲ့သူကဘာခရစ်ယာန်လဲတော့ကျွန်တော်မသိဘူးเนาะဘာခရစ်ယာန်လဲဆိုတော့ခရစ်ယာန်နေမှလည်းထပ်ကွဲသေးတယ်ပေါ့เนาะအဲ့တော့ဟိုဗုဒ္ဓဘာသာဝင်နေပဲဖြစ်ဖြစ်ဟိန္ဒူဘာသာဝင်နေပဲဖြစ်ဖြစ်ပြီးတော့ထပ်ပြီးတော့အစ္စလမ်ဘာသာဝင်နေပဲဖြစ်ဖြစ်တခြားဘာသာဝင်နေပဲဖြစ်ဖြစ်ပေါ့เนาะဒီဟာကိုနားလဲသွားအောင်ပေါ့เนาะနားလဲသွားအောင်ဆိုတာကကိုယ့်ရဲ့ဘာသာရေးကိုမပြောအောင်ပေါ့အဓိကမင်းပေါ့မပြောအောင်ဒီလိုမျိုးလေးလာမှုမသိဘဲနဲ့မသိမရှက်ဘဲနဲ့ ပြီးတော့ဝင်ပြီးတော့ရမ်းချင်းပြုတ်ချင်းမလောက်အောင်ဆိုပြီးအဓိက main DVD ကိုပြုတ်လောက်ရချင်းဖြစ်တယ်ပေါ့နော်ပြီးတော့ထပ်ပြီးတော့ပေါ့နော် ကျွန်တော်ဒီဗီဒီယိုကလည်းနည်းနည်း delay ဖြစ်တယ်လို့တော့ပြောလို့ရတယ်သူဒီဗီဒီယိုတင်လာတဲ့အချိန်မှာပေါ့နော်ဒီဗီဒီယိုတင်လာတဲ့အချိန်မှာဟိုဒီလိုမျိုးဗီဒီယိုတွေအမှားဖြစ်ပါအောင်ကျွန်တော် comment သွမ်းမှန်းတယ်ပေါ့ကျွန်တော် community ရောက်ကကျွန်တော်ပို့ပြီးတယ်ပို့ပြီးတဲ့အချိန်မှာကျွန်တော် comment သွမ်းမှန်းတယ်သွမ်းမှန်းလိုက်တဲ့အချိန်သူကဘာလုပ်လဲဆိုတော့ဗီဒီယိုချက်ချင်းဖြတ်ပလိုက်အမားပေါ့နော်မှားနေတယ်ပေါ့မှားနေတယ်ဆိုရဲအကြောင်းကျွန်တော်ပြောလိုက်တဲ့အချိန်မှာသူဗီဒီယိုလုံးဝဖြတ်လိုက်ဖြတ်ပြီးတဲ့အချိန်မှာ ဟိုဘယ်လိုပြောရလဲဆိုလို့ရှိရင်ဖြတ်ဗီဒီယိုဖြတ်လိုက်တာပေါ့နော်တဲအချိန်မှာဒီဗီဒီယိုကလုံးဝကျွန်တော် save လုပ်လို့မရတော့ save လုပ်လို့မရတဲ့အချိန်မှာကျွန်တော်ဒီ software တစ်ခုခံပြီးဒီဗီဒီယို download ဆွဲထားတာဖြစ်တယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်ထပ်ပြောချင်တာဘာလဲဆိုတော့သူကျွန်တော်လာပြီး hide ရတယ်ပေါ့နော်သူအဲ့ TikTok ပေါ့အဓိက main TikTok မှာလာပြီး hide ရတယ်သူကဘယ်လိုလဲဆိုရင်ဟိုဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်ရဲ့ဒီ ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှမသိဘူးเนาะကျွန်တော်ဘာမှမပြောတတ်ဘူးထင်ပြီးသူကရှင်းပြပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောပြတာလည်းရှိတယ်ပေါ့เนาะပြောပြတာလည်းရှိတာကအကြောင်းတစ်ကြောင်းပါဒါထားပါပေါ့เนาะသူ့ကို communicate လုပ်တဲ့အချိန်မှာတရားဘလို့လောက်ပြီးမှလဲဆိုတော့သူ apology video ကျွန်တော်တောင်းလိုက်တယ်ပေါ့เนาะ apology video တောင်းတော့သူက apology video ကို အခုချိန်ဒီမလောက်လာသေးဘူးပေါ့เนาะကျွန်တော်သူနဲ့ conversation လုပ်ထားတဲ့ဟို date ကိုကျွန်တော်ပြပေးမှာပေါ့เนาะသူ့ကို conversation conversation လုပ်ထားတဲ့ date နဲ့ ဒီ apology video လည်းမလာသလိုဒီအကြောင်းနဲ့ပတ်သက် ပြီးတော့လည်းသူဘာမှဖြေရှင်းချက်မပေးဘူးပေါ့နော်မပေးတဲ့အချိန်ကျတော့ဒီရာဒီဒီလိုမျိုးထပ်မဖြစ်လာအောင်ကျွန်တော်ဒီဗီဒီယိုလုပ်ချင်းဖြစ်တယ်အထူးသဖြင့်ပြောရမယ်ဆိုပူဇာရီကြီးပေါ့နော်ပူဇာရီကြီးပဲဖြစ်ဖြစ်ဟိန္ဒူဘာသာဝင်တွေပဲဖြစ်ဖြစ်ဒီလိုအကောင့်တွေကိုဆဲပါဒီလိုအကောင့်တွေဒီထပ်ထပ်ပြီးတော့ဒုက္ခပေးနေတဲ့အကောင့်တွေကိုကျွန်တော်တော့မြင်မိတယ်ထပ်ပြီးတော့ကျွန်တော်ထပ်ပြောချင်တာ ဒီအကောင့်မှာထပ်ပြီးဟိန္ဒူဘာသာဝင်နဲ့ပတ်သက်တဲ့ဗီဒီယိုထပ်လာတယ်ဆိုရင်ကျွန်တော်ကတော့ထပ်ထပ်ပြီးကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတင်မှာ။ဘာကြောင့်ဗီဒီယိုတင်မှာလဲလို့ပြောချင်တယ်ဆိုလို့ရှိရင်ဘာသာဝင်နဲ့ပတ်သက်တယ်ပြောလို့နော်။ဘယ်ဘာသာဝင်နဲ့ပတ်သက်ပြီးပြောဖြစ်ဖြစ်ဗီဒီယိုကြိုက်တဲ့လူတင်မှာ။ဒါပေမဲ့မှားနေရင်တော့ ကျွန်တော်လည်းဗီဒီယိုပြန်တင်มาပဲဖြစ်တယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ဟိုတခြားဘာသာဝင်ကိုထဲထဲဝင်ဝင်လည်းမသိအကြောင်းလဲနားမလဲသူတို့ဘာသာဝင်နေရပေါ့เนาะအခုမှပြန်ဘဲဘာသာဝင်ပေါ့ကျွန်တော်တို့ Hindi ဘာသာဝင်မှာထားပါတော့ Hindi ဘာသာဝင်နေရဒီအကြောင်းနေနဲ့ပတ်သက်ပြီးကျမ်းစာတွေကိုလည်းမလေ့လား ဟိုမတိပဲနဲ့ရန်တန်ပန်းတဲ့ view လိုချင်ပြီးတော့ video လောက်တာပေါ့နော် view လိုချင်ပြီး video လောက်တယ် attention လိုချင်ပြီး video လောက်တယ်ဘာလို့ match ဖြစ်ပြီး video လောက်လဲမသိဘူးပေါ့နော်ကျွန်တော်ဒါတော့တော်တော်လေးကိုစဉ်းစားမိတယ်ဟို view လိုချင်တာလား attention လိုချင်တာလားဘာလိုချင်တာလဲမသိဘူးကျွန်တော်ပြောတာ view ပဲဖြစ်ဖြစ် attention ပဲဖြစ်ကျွန်တော်မှကြိုက်တာ view ပေါ့နော်ဒီလိုမျိုး video ကိုယ့်ရဲ့ video ဟိုပြောပြ boost ဖြစ်ခြင်းနဲ့ကိုယ့်ရဲ့ video ဟာဖြစ်ခြင်းနဲ့ဆို boost လောက်လိုက်လေပတ်စံပေးပြီးတော့ဗောနော် boost လောက်လိုက်ပေါ့တရားပို့ပြီးရိုးရှင်းမယ်လို့ထင်မိတယ်ဗောပြီးတော့တခြား niche တွေပြောပါတခြား niche တွေဆိုတာကိုပိုင်မြန်လို့ထင်အဲ့ niche ကိုပြောပါကိုမပိုင်တဲ့ niche ကိုဘာလို့ပြောတာအဲ့ဒါလည်းနည်းပို့ပြီးစဉ်းစားကြရဖြစ်တယ်ဗောနော်ကျွန်တော်ဘာ video လဲဆိုတာကျွန်တော်ဖွင့်ပြနေမှာဗော comment တွေတည်တည်ချာချာနားလည်သွားအောင်ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ channel မှာလည်း video တင်ထားတာရှိရယ်ဗောနော် video တင်ထားရရှိရယ် comment တွေနားလည်ပါမယ်လို့ထင်တယ်ဗောနော်ကျွန်တော် video ဖွင့်ပြပေးပါ ါ့နော်ဟိန္ဒူဘာသာဝင်တွေကဘာကြောင့်မီးနင်းပွဲတော်ကိုကျင်းပကြရလဲဒီမီးနင်းပွဲတော်ဟာဟိန္ဒူဘာသာဝင်တမီးလူမျိုးရဲ့ရိုးရစွာတစ်ခုဖြစ်ပြီးတော့တမီးလို့တီမီတီလို့ခေါ်ပါတယ်တမီးနဲ့ဒူလို့ခေါ်တဲ့အိန္ဒိယတောင်ပိုင်းကနေစတင်ပေါ်ပေါက်လာခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကနေကြီးမားစွာစတင်ကျင်းပခဲ့ရလို့သိရပါတယ်တံခိုးတော်မဟာဘာယာတ်ဂျန်နယ်ကဒရော့ဘတ်ဒီရဲ့ဇက်လန်ကိုအခြေခံပြီးတော့ပေါ်ပေါက်လာတာဖြစ်ပါတယ်ဒီထဲမှာပေါ့နော်သူက ဘောနော်ဒီ content ကိုတိတိကျကျမလုပ်ဘဲနဲ့ view လုပ်ဖို့ဆိုတာကျွန်တော်တိတိကျကျ100%ကျွန်တော်ပြောလို့ရတယ်เนาะ။ဘာကြောင့်လဲဆိုတော့ तू view လို့ခြင်းလုပ်တယ်ဆိုတာကတရား तू ပြောထားတယ်ဗောနော်။တမင်နာဒူကနေဖြစ်လာတယ်ဆိုတာဟုတ်တယ်ဟုတ်ပြီ။တမင်နာဒူကနေဖြစ်တာမဟုတ်ဘူး။ South Indian ဘိုင်းကနေဖြစ်တာဗောနော်။ဥပမာအဖြစ်ဆိုရင် civilization ကျွန်တော်ပြောပြသလိုဗော Indus Valley civilization ကနေဖြစ်တာဖြစ်တယ်။ Indus Valley civilization ကဘယ်ချိန်ကဖြစ်လဲဆိုလို့ရှိရင် BC 300ဝန်းကျင်လောက်ကဖြစ်တယ်။အဲ့ချိန်နေက तू ကတလွဲဖြစ်နေပြီဗောနော်။တော်တော်တလွဲဖြစ်နေပြီ။ပြီးတော့ ဟိုဟာဒရာဝတိဇလန်နဲ့သွားဆက်တယ်ပေါ့နော်ဒရာဝတိဇလန်ဆိုတာကဥမာအပြင်ဆိုမဟာဘာရဒုံးနော်မဟာဘာရဒုံးကဖြစ်တဲ့အချိန်ကဘယ်ချိန်လဲဆိုလို့ရှိရင်3200ကျော်လောက်မှာဖြစ်တယ်3200ကျော်လောက်မှာဖြစ်တယ်ဆိုတဲ့အတွက်ကိုဒီယာနဲ့ဒီယာနဲ့တခြားစီအကုန်တလွဲစီဖြစ်နေတယ်ဟိုပြီးတော့မဟာဘာရဒုံးမှာတိုင်ရင်နေတာရာမယနာပေါ့နော်ရာမယနာမှာကျွန်တော်ဒီယာနဲ့ပတ်သက်ပြီးကျွန်တော်ပြောတတ်တာတွေရှိတယ်ဒီဗီဒီယိုမှာ comment လို့ check လုပ်ကြည့်ပေါ့နော် အမိုင်းရောကဘယ်ချိန်မှာပေါ်ခဲ့လဲပြီးရလို့ရှိရင်မဟာဘာရတောကဘယ်ချိန်မှာပေါ်ခဲ့လဲပြီးရင် next valley civilization ကဘယ်ချိန်မှာပေါ်ခဲ့လဲဆိုတာကျွန်တော်ပြောပြထားတယ်ပေါ့နော်တာကလုံးဝတလွဲဖြစ်နေတယ်အဆင်မပြေဘူးဘာလို့အဆင်မပြေဘူးလဲဆိုတော့ဘာအောင်မသိပဲနဲ့ရန်တမ်းပြီးတော့ပြောတာလေကျွန်တော်ဒါအောင်စဉ်းစားလို့မရအောင်ဒါတကယ်တကယ်တကယ်စဉ်းစားလို့မရအောင်ပြန်ကြည့်မှဆိုရင်မဟာဘာရတောဆိုတာကခုဥနာပြောဆိုတော့မဟာဘာရတောဆိုတာကဟိုအိန္ဒိယရဲ့မြောင်ပိုင်းဟို dravidi မဟုတ် aryan culture aryan culture ဒီဟိုဒီမြေတီတရဝလာဆိုတာကဒီတောင်ပိုင်းอ่ะ ဟို Dravidian culture Dravidian culture နဲ့ Aryan culture နဲ့ဆိုင်မမဆိုင်တာဆက်နေမှုမှမရှိတာသူပြောနေတာဟိုတလွဲဖြစ်နေအဓိကသူကပြောချင်တာ Draupadi Salan နေသူကဖြစ်ပေါ်လာတယ်ဆိုတာဒါကဘာဟိုဘာအချက်နဲ့သူပြောတာလဲဘယ်ကျမ်းစာထဲမှာပြောတာလဲ Draupadi Salan နေဖြစ်လာတယ်ဆိုတာဘာဟိုမသိပဲနဲ့ဒီလိုမျိုးဟိုမတ်ဖြစ်ပြီးရှောက်ပြောနေတာလဲဟိုတော်တော်လေးကိုစဉ်းစားနေရပြန်သိလားဟို view လို့ခြင်းတဲ့အတွက်ကိုလုံးနေသူများဘာသာရေးကိုထဲထဲဝင်ဝင်မသိပဲနဲ့ဒီလိုမျိုးလူတွေရှိတာတကယ်ဟိုမှားဟိုဘယ်လိုပြောမလဲ ဟိုဘာသာရေးဝါဒဖြန့်ချီတဲ့ပုံစံလိုဖြစ်နေတယ်သိလားကျွန်တော်အဲ့လိုမျိုးတော့ပြောပလိုက်ချင်တယ်ထပ်ပြီးကျွန်တော်ဖွင့်ပြပေးမယ်ဘောနော် Dravity ဟာပန်နဝီရဲ့ဇနီးများဖြစ်ပြီးသူ့ကို Maria နဲ့နှစ်ဖျားမရဲ့ပုံနေတဲ့အဖြစ်လဲယုံကြည်ကြပါအဲ့ဒီအပိုင်းမှာဘောနော်ဟိုဟာဘာလဲ Dravity က Dravity ကဟို Maria နဲ့နိုင်ရှင်ကြတယ်ဆိုတာအမှမဟုတ်ဘူး Maria မန်တတ်တတ် Maria မန်ဆိုတာက Industrially Civilization မှာပေါ်ကင်းနေရပေါ်တာဘောနော်ဥပမာပြဆိုလို့ရှိရင် ဟွာရာဗနင်ရှူရယ်ပေါ့နော်ရာဗနင်ရှူရယ်ကသူကစီဘာဘလီပါတီကို లై ခ်ချင်ဖြစ်တယ်ပေါ့နော်စီဘာဘလီပါတီကိုကျွန်တော်ပထမဗီဒီယိုမှာလည်းပြပါလာတာပေါ့နော်စီဘာဘလီပါတီဆိုတာကစီဘန်ကိုကိုးကွယ်တယ်ဖြစ်တယ်ပေါ့နော်မာရီယမ်န်ဆိုတာကစီဘန်ရဲ့အမျိုးသမီးအမျိုးသမီးဖြစ်တဲ့အတွက်ကိုသူတို့ကဥပမာအပြင်ဆိုရင်ပေါ့ simple fact ပေါ့ကျွန်တော်ယူလို့ရှင်းပြောပြမယ်ဆိုလို့ရှိရင်မာရီယမ်န်ကစီဘန်ရဲ့ဟွာပေါ့နော်ဟိုအမျိုးသမီးရာဗနင်ရှူရယ်ကပယ်ချိန်လောက်မှာပေါ်လဲဆို BC 5000ပေါ့နော် BC 5000မှာပေါ်တယ်။ BC 5000မှာဆိုရင်လွန်ခဲ့တဲ့အနှစ်9000ဖြစ်သွား ဟုတ်တယ်နော်အဲ့တော့ဒီရာမယနာဒီမဟာဘာရတုံးမတိုင်ခင်နေရပေါ့မဟာဘာရတုံးမတိုင်ခင်ဘယ်ဟာရှိလဲဆိုရင် index valley civilization ရှိတယ် okay index valley civilization အရှိမှာရာမယနာရှိတယ်အဲ့ဒါဆိုစဉ်းစားကြည့်လေမာရီယမတ်ဘယ်လိုဖြစ်မလဲဟုတ်တယ်မဟုတ်လားမာရီယမတ်ဘလုံးမမဖြစ်ဘူးပြီးတော့ဒါဗနီရှယ်နယ်ကသူ့ကိုကိုးကွယ်တယ်ဆိုတာတို့အရှိမှာပေါ်ခဲ့လို့ပေါ့ဟုတ်တယ်မဟုတ်လားဘလို့မာရီယမတ်ဖြစ်မှာလဲမာရီယမတ်ဆိုတာရဲ့နာမည်ရဲ့အတိတ်ပဲကိုသူသိတယ် မသိဘူးမသိမယ်နဲ့ဘာလို့ရောက်ပြီးရောက်ပြီးရောက်ပြောတာကျွန်တော်ပြောတာမာရီယမ်ဆိုတာကသူတို့ဒီအချိန်မှာ မာရီဆိုတာမလဲမလဲဆိုတာကဘယ်လိုပြောမလဲဆိုတော့မာရီဆိုတာမလဲမလဲဆိုတာကဘယ်လိုပြောမလဲဆိုတော့မိုးပေါ့နော်မိုးအဓိကရည်ညွှန်းပြီးပြောတာဒီမိုးကိုလာဖို့အတွက်ဒီမဲတော်ရှိမှဆူတောင်းပြီးတော့ဟိုဆူတောင်းခြင်းဖြစ်တဲ့အတွက်ကိုဒီရွာသားတွေပေါ့နော် tribe တွေကဒီမဲတော်ကိုမာရီယမမာရီယမမာရီဆိုတာက မလဲအမဆိုတာကကိုယ့်ရဲ့ ဟိုအမေပုံစံမျိုးပေါ့ကိုတိုင်မင်းနဲ့ကိုဘယ်လိုပြောမလဲသူတို့သူ့ရှီမှာဆူတောင်းနေဆိုတာကိုရည်ရွယ်ပြီးမာရီယမအဲ့ဒါကို မာရီယမန်ဆိုပြီးအတိတ်ပဲရတယ်အမန်ဆိုတာကလည်းအမေအမေတော်ဆိုပြီးတော့လည်းရည်ရွယ်တယ်ပေါ့နော်အဲ့လိုရည်ရွယ်တဲ့အတွက်မာရီယမန်ဆိုတဲ့အတိတ်ပဲဒရောပတိနဲ့မာရီယမန်နဲ့လုံးဝမဆိုင်လုံးဝမပတ်သက်ဥမာအဖြစ်ဆိုလို့ရှိရင်ဒီအာဥမာအဖြစ်ဆိုလို့ရှိရင်နှစ်လွန်ခဲ့တယ်ပေါ့နော် BC BC မဟုတ် AD 300လောက်မှာ ဒီ Draupadi ပေါ့နော်မြောက်ပိုင်းမှာဒီအိန္ဒိယ culture ပေါ့နော်တောင်ပိုင်းရဲ့ culture ကိုကြည့်ပြီးတော့လွန်ခဲ့တဲ့ AD 300လောက်မှာမှာစပြီးမြင်နေတာ AD 300လောက်ဆိုလွန်ခဲ့တဲ့နှစ်1800ပဲရှိသေးတယ်ဘလို့ဖြစ်ပြီး2000ကျော်လဲလွန်ခဲ့တဲ့ဘလို့2000ကျော်လဲဘာလဲဟိုကနက်တစ်ခုလောက်တယ်ကနက် creator တွေကလောက်တာ R&D မလောက်ဘူးလား R&D တခြားမလောက်ဘူးနဲ့ဘာတွေလျှောက်လောက်နေတာလဲ video သူများဘာသာရေးကိုထဲထဲဝင်မသိမနဲ့လုပ်နေတာတကယ်လို့ကလုံးဝလွဲမှားတယ်ဒီ creator တယောက်က apology video တင်ဝင်တင်တဲ့ apology video မတင်မဲနဲ့ဖြတ်ပြီးပြေးတယ်ဆိုတာတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ creator တယောက်ဖြစ်တယ်ကဲဟုတ်ပြီ तू ဒီလိုမျိုး apology video မတင်မဲနဲ့ तू video တင်နေဆိုတော့ဟိုဘယ်လိုပြောလဲ video တင်ပြီးဖြတ်ပြေးတယ်ဆိုတော့ဒါ creator ကောင်းတယောက်မဟုတ်ထပ်ပြီးကျွန်တော်ဖွင့်ပြပေးပါမယ်နော် တနေ့မှာ droplet တွေကသူ့ရဲ့ခင်မွန်းတွေဆွေမျိုးဖြစ်တဲ့ coronavirus ရဲ့ variant ဆောကရှုံ့ချခြင်းကိုခံခဲ့ရပါတယ်။အကြောင်းကိုခြေခံမျိုးမဟာဘာရဒဆိုတဲ့စစ်ပွဲကဖြစ်ပေါ်လာခဲ့ရဖြစ်ပါတယ်။မဟာဘာရဒစစ်ပွဲအပြီးမှာ droplet တွေဟာသူ့ရဲ့စင်ကြယ်မှုတက်ရှင်မှုကိုပေါ်ပြတဲ့အနေနဲ့ခြေဗလာနဲ့မီးပမိုးကိုလက်လျှောက်ခဲ့ပါတယ်။အဲဒီအရာကိုအခြေခံပြီးတော့ meaning ပွဲတို့ကစတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အအခုပြောရမယ်ပေါ့နော်။ဒီ droplet meaning လည်းဆိုတာကတတ်တတ်။ droplet meaning လည်းဆိုတာကဟိုဘယ်လိုပြောမလဲ။ဒီအချိန်မှာလည်းသူ့မတိုင်ခင်နေရ ရာဝတိကဒီမီနစ်နဲ့ဆိုတော့သူ့မတိုင်ခင်နဲ့ဟိုဟာရှိနေတယ်ဆိုတော့ तू နားလဲရမယ်လေမီနစ်ဝဲအယူဝါဒရှိတယ်ဆိုတော့ तू နားလဲရမယ်လေတာအိုကကတော့တလွဲဖြစ်နေတယ်ပေါ့နော်ဒါဟုတ်ကလုံးဝတလွဲဖြစ်နေတယ်ဒရာဝတိမတိုင်ခင်เนี่ยကျွန်တော်ခုနပြောတဲ့ Indus Valley Civilization Indus Valley Civilization မှာ meaning နဲ့ဆိုတာရှိပါပြီ Indus Valley Civilization အရှိမရာမိုင်းနာပေါ့နော်ရာမိုင်းနာမှာဆိုလို့ရှိရင်လေစီတာဒေဗီမာစီတာဒေဗီကဘောနော်လာမရီရဲ့မိန်းမကလည်း meaning ချင်းပြုတ်လောက်ထားတယ် ဟုတ်တယ်မဟုတ်လားပြီးတော့ဒီ dimensional sheet မှာလည်း tribe နဲ့အသက်ပတ်သက်တဲ့အကြောင်းတွေကိုလည်းကျွန်တော်ဒီ video တွေမှာပြောပြလာတယ် video နှစ်ခုပေါ့နော်အမှားပြင် comment တို့အချိန်ရံ check လုပ်ကြည့်ဒီ video မှာပဲဖြစ်ဖြစ်ပြီးတော့ဒီ video မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လုံးဝပေးထားတယ် comment တို့အချိန်ရံ check လုပ်ကြည့်ပေါ့နော်မကြည့်ရသေးတဲ့ comment တို့ပေါ့နော်ဒါ content analysis မလုပ်ဘူးပြီးတော့ဟိုသူများမှလာရင်းနဲ့ပတ်သက်တဲ့ကြမ်းကန်တွေမသိဘဲနဲ့ဘာကြောင့် video လောက်တာလဲမိကုန်းအကြီးကျွန်တော်ထွက်မိတယ်ပေါ့နော်ဘာကြောင့် video လောက်တာလဲ ဘာလို့လဲ view view လို့ချင်းကိုဘာသာရေးနဲ့ပတ်သက်တာတင်းပါဥပမာပြောကိုက Christian ပေါ့နော် तू က Christian ဘာသာဝင်နေပေါ့နော် Christian ဘာသာဝင်ဖြစ်တဲ့အတွက်ကို Christian ဘာသာဝင်နဲ့ပတ်သက်တဲ့ video တင်းပါဘာလို့ဆိုကိုရဲ့နားလည်တကြွနဲ့အကြောင်းနဲ့ video တင်းပါဘာလို့ match ဖြစ်ပြီးတော့တခြားဘာသာရေးကိုထက်ထဲဝင်ဝင်မသိနားလည်မှုမရှိပဲနဲ့ဘာကြောင့် video တင်းတာလဲသွားပြောလိုက်တဲ့အချိန်ကျတော့ video ဖြတ်ပြီးထွက်ပြေးသွားတယ်ဒါကလုံးဝလွဲမှားတယ်နော်လုံးဝလွဲမှားတဲ့လုပ်ရတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်ထပ်ပြီးဖွင့်ကြပါဦး ။ဒီနေ့ပွဲတော်ကိုပါဝင်တဲ့သူတွေအမျိုးသားများဖြစ်ရပြီးတော့ drop the net ပြာမပေါ်မှာတစ္ဆာဆောက်ခြင်းမှုကိုပြုရောက်ပါတယ်။အဲ့မှာလေကသူတလွဲပေါ့နော်ဒီမီနီနဲ့အယူဝါဒဆိုတာကယောက်ျားလေးမှမိန်းကလေးရမှာလို့မဟုတ်ဘူးမီနီနဲ့ဆိုတာကကျွန်တော်ခုနပြောသလိုပေါ့တချို့ဗီဒီယိုတွေမှာကျွန်တော်ပြပြထားတာရှိတယ်ပေါ့နော် community ချိန်ရန် check လုပ်မီနီနဲ့ဆိုတာက scientific reason အရာကိုပြန်ကြည့်မယ်ဆိုယောဂအကာကွယ်မှုပဲဖြစ်တယ်ယောဂအကာကွယ်မှုဆိုတာအခုခေတ်အရာဆိုတော့မကိုက်မီတော့ဘူးပေါ့နော်ဟိုးရင်တော့ tribe တွေအတွက် အဓိက community တို့ဒါအကြောင်းနဲ့ပတ်သက်ပြီးကျင် DVD ကိုပဲကြည့်ကြည့်ပေါ့နော်အဓိကကျွန်တော်ဒီထဲမှာအချင်းယုံပဲပြောရတာပေါ့အဓိက tribe tribe တွေကသူတို့ရဲ့ယောဂကာကွယ်ဖို့အတွက်ကို meaning ရခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ Indian culture ပေါ့နော် Indian culture မှာ meaning ရခြင်းဆိုတာကသူတို့ရဲ့ယောဂကာကွယ်ဖို့သူတို့ရဲ့ကျက်ဟိုဘယ်လိုပြောမလဲသူတို့ရဲ့လူရင်းဆန္ဒပေါ့နော်ဒီထဲမှာဟိုစောင့်သိမ်းရမယ်ဥပုပ်ပေါ့နော်ဥပုပ်ပေါ့ဥပုပ်မှာသူတို့ divine energy ခံစားဖို့သူတို့ဟို universe နဲ့ connect လုပ်ဖို့သူတို့ရဲ့ ဟို god နဲ့ connect လုပ်ဖို့အတွက်ပြီးတော့တို့ရဲ့နိဗ္ဗာန်ရရလမ်းစဉ်အတွက်ဥပုပ်ပေါ့အဓိကဥပုပ်ကိုရည်ရွယ်ပြီးဖြစ်ပေါ်လာတာမီးဆိုတာကဘာလဲဆိုရင်မီးနဲ့ရတယ်ဆိုတာကကိုယ့်ရဲ့ကျမ်းမာရေးအတွက်ကျမ်းမာရေးအတွက်နင်းရခြင်းဖြစ်တယ်ကျမ်းမာရေးထဲမှာတော့မှ तू ကခလေးမပါရဘူးလူကြီးမပါရဘူး तू တခါတည်းရေးပြီးသားပြီးသွားလို့ရှိရင်ဟိုဟာဘာလဲဟိုဟာဘာလဲအသက်ဟိုယောဂရရတဲ့လူမပါရဘူးဆိုပြီးတခါတည်းရေးပြီးသားအဂန္နာနရုမှာလည်းရေးပြပြီးသွားပြီပုဂန္နာနရုမှာလည်းရေးပြီးသွားပြီပြီးရင်ဟိုဟာဘာလဲဆလဘတိကတော့မှာလည်းရေးပြီးသွားပြီ ဟုတ်တယ်နော်ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတွေမှာလည်းပြောပြပြီးပြီဒီအကြောင်းတွေနဲ့ပတ်သက်ပြီး R&D မလုပ်ဘဲနဲ့ဘာလို့ဟို view လို့ခြင်းတဲ့ပုံစံမျိုးနဲ့ဗီဒီယိုလောက်တာလဲဒါကလုံးဝမှားပါတယ်ကျွန်တော်တကယ်တကယ်တကယ်သလားဘလို့ creator တွေမှမသိ creator တွေကလည်းကင်ပြရမရှားလို့ဘာတွေပဲ like ကင်နေမှမသိကျန်နေရတော့ကိုရဲ့ suit down နေအတိတ်တန်နေပြီးဟိုတို့တို့အနေနဲ့ meaning ကြာပါ meaning မဲ့သူတွေကပွဲမတိုင်ရဲ့နလားကြော်ဒီကြိုတင်ပြင်ဆင်ထားရပြီးတော့ဥပုံဆောင်ခြင်းတစ္ဆာဆောင်ခြင်းတသက်လွတ်စားတာတွေအစာရှောင်တာတွေတို့အနေနဲ့ပြုလုပ်ရပါတယ် တရှိခုပြီးတော့မဟာဗိုင်းရတကြားနာခြင်းကြီးကိုလည်းပြုလုပ်ရပါတယ်။အော်ထပ်ပြီးတော့ကျွန်တော်ပြောချင်တာနှစ်လတွေပဲဥပုံမဆောင်အောင်ပြောပြလား။နှစ်လတွေပဲဥပုံဆောင်နေဆိုတာတကယ်တော့ ိုရှောက်ပြီးတော့ AI ကနက်နေတာတွေက AI တကယ်ကနက် AI ညနေထပ်ပြီးတော့ဗောနော်ကွန်ပျူတာဗောနော်ကွန်ပျူတာလို့ကျွန်တော်ပြောချင်တာထပ်ပြီး creator ဘိုင်းကိုပဲကျွန်တော်ပြောချင်တာဗောနော် creator ဘိုင်းပဲဖြစ်ဖြစ်ဗောနော်ကျွန်တော်ဗီဒီယိုမှာ creator ဘိုင်းကြီးကြီးတဲ့လူကလည်းကြီးကြတယ်ဗောနော်ဟိုထပ်ပြီးတော့ဒီလိုမျိုး content နဲ့ပတ်သက်ပြီးတော့ video လုပ်ချင်တဲ့လူတွေဒီလိုမျိုးလောကတွေလာမယ်ဆိုရင်ဒီလိုမျိုး religion နဲ့ပတ်သက်ပြီးတော့ဗောနော်လာတဲ့အချိန်ကြလို့ရှိရင်ဒီဗောနော်ဘာသာရေးနဲ့ပတ်သက်တဲ့ video လုပ်မယ်ဆိုလုံးဝ AI မသုံးပါနဲ့တကယ်ဒါကတော့ကျွန်တော်ပြောတာဗောနော် လုံးဝလုံးဝ AI မသုံးပါနဲ့ AI ဒီဘာသာရေးနဲ့ပတ်သက်တဲ့ဟာကိုလုံးဝအပြည့်စုံမပြောနိုင်ပါဘူးတကယ်ဒါကတော့ဘာကြောင့်မပြောနိုင်လဲဆိုလို့ရှိရင် AI ဒီဟိုတချို့အပိုင်းတွေကိုအကျယ်အကျယ်ကျုပ်သုံးမဟုတ်အချင်းညုံပေါ့နော်အချင်းညုံပြောပြနိုင်နိုင်တယ်ဒါပြန်ဘာသာရေးရဲ့ထက်ထဲဝင်ဝင်နက်နက်နဲနဲကိုသူလုံးဝမပြောနိုင်ဘူးဒါကျွန်တော်100% sure ပါပြောနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တပ်မဲထဲမှာစမ်းစာပေါင်းများများစွာရှိတယ်အဲ့စမ်းစာအချက်တွေကိုသူတို့သွားမင်းအဲ့ AI ရဟာတွေတိတိကျကျမဖြေနိုင်ဘူးပြီးစမ်းစာဟာတွေတိတိကျကျမပြောပြနိုင်ဘူး တကယ်ဒီချမ်းသာပိုင်းနဲ့ပတ်သက်ပြီးလေ့လာခြင်းနဲ့ဆိုရင်စာအုပ်ဝယ်ပြီးတော့ပါလို့ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲဒီအစ္စလာမ်ဘာသာပဲဖြစ်ဖြစ်ပေါ့နော်ပြောရလို့ရှိရင်တမန်လေးပဲဖြစ်ဖြစ်ပေါ့နော်ဒီချမ်းသာပိုင်းနဲ့ပတ်သက်ပြီးတော့ဟိုဟာရှင်းမယ်ဆိုတော့ AI ကိုလုံးဝမမေးပါနဲ့ဥပမာကိုစာအုပ်ဝယ်ပြီးဖတ်ဒီကြောင့်နဲ့ပတ်သက်ပြီးလေ့လာလေ့လာဘူးကမှဒီ religious နဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့ content လောက်ဒါက AI ကိုသွားမြင်ရတယ်လုံးဝဂွမ်းဝိုင်းလိုက် တကယ်တကယ်ဘာလို့လဲဆိုတော့ AI ဒီဒီဘာသာရေးနဲ့ပတ်သက်တဲ့ကျမ်းဂန်တွေတိတိကျကျမပြောနိုင်ပါဘူး။ဒါလုံးဝ100%ကျွန်တော် sure လက်ခံတယ်။တရှိခုပြီးတော့မဟာဘာရဒကျာနာခြင်းကြီးကိုလည်းပြုလုပ်ရပါတယ်။ဘုရားရှိခိုးပြီးတော့လည်းမဟာဘာရဒကျမ်းကြီးကိုကျာနာခြင်းပြုလုပ်ရတယ်ဆိုတာဒါကလုံးဝမှားပါတယ်။မှားတယ်ဆိုတာဘယ်လိုလဲဆိုလို့ရှိရင်မဟာဘာရဒုံသူတို့ကကြည်ရတယ်ဆိုတာကဘာဆိုပါလို့နဲ့မှဆိုဘယ်လုံးမှမဆိုင်ဘူး။ဘာလို့ तू က ယူလို့ခြင်းလို့ကိုအဓိကလုံနေတဲ့ပုံစံလို့ဖြစ်နေတယ်။သူများဘာသာရေးကို attention ယူနေတယ်။အားလုံးဝမှားပါတယ်။တကယ်လုံးဝမှားပါတယ်။ဘာလို့လဲဆိုတော့မဟာဘာရတုန်းဒီအာရီယန်မှာဖြစ်ခဲ့တာ။အာရီယန်ဘိုင်းမှာဖြစ်ခဲ့တာ။အိန္ဒိယရဲ့မြောက်ဘိုင်းမှာဖြစ်ခဲ့တာ။နော်။ပြီးတော့ဟိုဟာအခုတမနာဒီယာရဲ့ ritual ကဘယ်အဆလဲဆိုလို့ရှိရင် south ဘိုင်းကဆားတယ်။ south က dravidian ဘိုင်း။ dravidian နဲ့ aryan နဲ့မလုံးဝမယူဘူး။ဒါကဘာကူရောင်ပြီးတော့ပြောနေလည်းမသိဘူးပေါ့နော်။တကယ်စဉ်းစားလို့မရဘူး။ ဘာဘာလို့လဲဆိုတော့ဇာဝတိအတွက်မီးနင်းတာဒီ AD 300လောက်မှာစပြီးနင်းတာကိုလုံးတလုံးပဲဖြစ်နေပါလေကိုရဲ့ဗီဒီယိုလည်းကိုတာဝန်မယူဘူးတွားပြီး comment မှတ်လို့ရှိရင်လည်းဗီဒီယိုဖြတ်ပြီးထွက်ပြေးသွားတယ်ဒါကလုံးဝမှားပါတယ် မင်းနဲ့တဲ့ခါမှာသူတို့အနေနဲ့ခဘူးလို့ခေါ်တဲ့နွင်းဆိုးထားတဲ့အဝါရောင်ဂျိုးကိုအကာအကွယ်အနေနဲ့ဝတ်ဆင်ရပြီတော့မင်းနဲ့တဲ့အချိန်ကြီးနဲ့လက်ထဲမှာကာပူဆိုတဲ့အကာအကွယ်ဂျိုးကိုတဲ့ဝတ်ဆင်ရပါတယ်မဟုတ်ပါဘူးဒီတက်မှာပေါ့နော်ကာပူရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးအကာအကွယ်အတွက်ထားတာမဟုတ်ဘူးပေါ့နော်အခုဒီကာပူရည်ချင်းဆိုတဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်တမလမှာဆိုရင်ကာနီကဲလို့ခေါ်တယ်ကာနီကဲဆိုတာကဒီမင်းနဲ့ပေါ့နော်ရည်ရွယ်ချက်တစ်ခုနဲ့မင်းနဲ့မင်းနဲ့အချိန်ကြာလို့ရှိရင် ဒီဟာကိုသတ်မှတ်ထားတဲ့ပတ်စံပေါ့နော်သတ်မှတ်ထားတဲ့ပတ်စံအာတာကိုအလူငွေထည့်ရတယ်အာတာဆိုတာဘုရားကြောင့်ပေါ့နော်ဘုရားကြောင့်ကမဲတော့နမဲပေါ့နော်မဲတော့တီကုံပြီးပြောတာပေါ့နော်ပတ်စံထည့်ရတယ်ပတ်စံထည့်လိုက်တဲ့အချိန်ကြလို့ရှိရင်ဒီပတ်စံပေးပြီးသွားတဲ့အချိန်ကျဘုရားကြောင့်အဖွဲစီရပါတော့မိင်းနေနဲ့ဘုရားကြောင့်အဖွဲစီရကာပူးဆိုတာကိုခြေပေးတယ်တရားဒီအကာအကွယ်မဟုတ်ဘူးပေါ့နော်မိင်းနေမွဲပြောမယ်ကောင်းတင်းပေါ့နော်ကောင်းတင်းရည်တဲ့ပုံစံမျိုးပေါ့မိဘလောက် ကဘလောက်ကပူထွက်သွားတယ်ဘလောက်ကပူချီတာလာထွက်သွားတယ်အနေရောက်နင်းနေဆိုတဲ့ accounting ပုံစံမျိုးပေါ့ဒီ accounting ပုံစံမျိုးနဲ့တာဂက်ဇင်ဖြစ်တယ်ပေါ့ကျန်တာဘာရည်ရွယ်ချက်မှမဟုတ်အကာအကွယ်လည်းမဟုတ်လူမျိုးချီတာခြင်းအဖြစ်ဟိုဒီလိုချီတာတဲ့အချိန်ကျရင်ဆေးမတောက်တော့ဘူးဆေးမတောက်တော့ဆိုတော့တချို့ဟို patient တွေရှိတယ်ပေါ့နော်အခုခေတ်မှာမင်းင်းတဲ့လူတွေ patient တွေက သူတို့ဆေးတောက်ပြီးတော့ပေါ့နော်ဆေးတောက်ပြီးတော့ဆေးမီဝဲပြီးတော့မင်းမင်းရတာလည်းရှိတယ်ပေါ့နော်အဲ့လိုချိန်ကျရင်ဒီကာပူချီထားတဲ့အချိန်မှာဆေးမမီဝဲတော့ဘူးပြီးတော့ကာပူချီပြီးတဲ့အချိန်ကဘယ်ချိန်လဲဆိုရင်12နာရီပေါ့နော်ဥပမာပြ12နာရီလောက်မှချီကြများတယ်အဲ့12နာရီချီပြီးရတဲ့အချိန်ကျရင်အစာမစားကြတော့ဘူးပေါ့နော်အစာမစားခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်အဲ့ချိန်ဟိုဘယ်လိုပြောမလဲ nervous မဖြစ်အောင်မဟုတ်ဆို on energy မဖြစ်အောင်အဓိကရည်ရွယ်ချက်နဲ့ ဒီအောင်ခြိတားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်တချို့လူတွေကပြောတယ်ပေါ့နော်ကာပူချီပွားရင်ဆိုအစားစားမစားကြတော့ဘူးပေါ့နော်တိတ်ပြီးတော့အဓိကမင်းခမင်းမစားကြတော့ဘူးဒါကိုရည်ရွယ်ပြီးဟောရခြင်းဖြစ်တယ်ဒီအကာအကွယ်အတွက်ကျရည်ရွယ်ချက်မဟုတ်ဘူး R&D တည်ချာမလုပ်ဘဲနဲ့ဘာကြောင့် content လုပ်နေလဲမသိဘူးသူတို့ရဲ့ရွေးရအင်ဂျီကိုဝတ်ဆင်ရပါတယ်ပြင်ပြီးွားတဲ့ခါမှာအပူငိမ့်မှုနဲ့တန့်စင်ဖို့ရဲ့အတွက်နွားနို့ကန်တဲ့မှာခြေတောင်ထည့်ပြီးတော့ဆေးရပါတယ်ဒီရာဟာတမိမှုမျိုးတွေရွေးရအဆင်လာလိုက်ထိမ့်သိမ့်ပြီးတော့ဟာစဉ်းစားရအပူငိမ့်မှုအတွက်ဆိုတာလက်ခံတယ်ကဲဟုတ်ပြီ အပူညာမှုအတွက်တန့်စင်မှုအတွက်နွားနုတွေကိုစဉ်းစားမှာဟုတ်ဘူးဒီကြောင့်လည်းပတ်သက်ကျွန်တော်ဗီဒီယိုဒီမှာလည်းရှင်းပြတာတယ်ပေါ့နော်ကွန်ပျူတာရေတကယ်ဟိုတကယ်ဟိုအာယုံနောက်တဲ့ဗီဒီယိုတစ်ခုလို့ပြောလို့ရတယ်ဒီလားတကယ်ဘာလို့လဲဆိုတော့ကို view လိုချင်တယ်ကို attention လိုချင်တယ်ဆိုလို့ရှိရင်တခြား niche ကိုရွေးပါပေါ့နော်ဒီတရားပေါ့နော်7 mind နဲ့သူ့ရဲ့အကောက်ပေါ့နော် TikTok မှာပေါ့နော်7 mind နဲ့ကို YouTube လိုချင်တယ်ဟိုပါ attention လိုချင်တယ်ဆိုလို့ရှိရင်ဟိုတခြား niche တွေကိုရွေးပါတခြားအကြောင်းတွေပြောပါ Hindu ဘာသာဝင်အကြောင်းကိုမပြောပါနဲ့အဲ့တော့ cost လောက်ပါတယ်ထပ်ပြီး Hindu ဘာသာဝင်အကြောင်းနေထပ်ပြောမယ်ဆိုရင်ကျွန်တော်ထပ်ပြီးဗီဒီယိုတင်ရခြင်းကိုရောက်လိုက်မယ်7 mile လို့ပြောမယ်အစား0 mile လို့ပြောလိုက်ပါပို့ပြီးအဆင်ပြေလိုက်မယ်ဘာလို့လဲဆိုတော့ content လောက်တဲ့ဟာကတည်တည်ချချ R&D မလုပ်ဘူးတည်တည်ချချ document တွေလည်းမပြဘူးဘယ်ကဘယ်က property ကနေဖြစ်လာလို့ဖြစ်လာမှမသိဘာတွေရှောက်ပြောနေမှလည်းမသိဘူးဒါကတော့အရန်လွှဲမှားတယ်ကျွန်တော်သွားပြီးတော့တက်တော့ချက်ပေါက်မှာသူ ပေါ့နော်ကျွန်တော် comment သွားမှန်းတယ် comment မှန်းလိုက်တဲ့အချိန်ကျတော့သူ video ဖြတ်လိုက်တယ် video ဘာကြောင့်ဖြတ်လဲကျွန်တော်ပြောတာ video မှာမင်းမားတယ်မလားမင်းမားတယ်ဆိုမားတဲ့အကြောင်းပြောလေကဲဟုတ်ပြီမားတယ်ဆိုပြီးပြောလိုက်ပြီမားပြီဆိုလို့ရှိရင်ဒီ video ဘယ်လိုတာဝန်ယူပေးမှလဲဆိုတော့ apology video တင်ပေးမှလားဆိုလို့ရှိရင်သူကမသိဘဲနဲ့မတင်ပေးနိုင်ဘူးမသိဘဲနဲ့မတင်ပေးနိုင်ဘူးဆိုတော့ကျွန်တော် तू R&D video လုပ်မယ်ဆိုတဲ့ तू R&D လုပ်ရမှာလေ ား R&D လည်းမလုပ်ဘူးဗီဒီယိုလည်းတင်တယ်ပြီးရင်ထပ်ပြီးတော့မသိဘဲနဲ့မတင်နိုင်ဘူးဆိုတာပါဟုကြောင်းတာလေကျွန်တော်ပြောတာဒါတော်တော်လေးကိုလွန်နေကျွန်တော်ကအခုဒီအကြောင်းနဲ့ပတ်သက်ပြီးကိုဗီဒီယိုအမှားတင်ခဲ့တယ်ဥမာအပြင်ဆိုလို့ရှိရင်ပေါ့သူဗီဒီယိုဖြတ်လိုက်တာနဲ့ဒီ तू မတင်တော့ဆိုရင်မဖြစ်ပါဘူးကျွန်တော်ဆေးလောက်ထားတယ်လေဟုတ်တယ်နော်အဲ့တော့ကိုဗီဒီယိုကိုကိုတာဝန်ယူပေးပါကိုဒီဒီ channel ပေါ့နော်ဒီ channel ပိုင်ရှင်ကိုဗီဒီယိုကိုကိုတာဝန်ယူပေးပါ ကိုဗီဒီယိုကိုတာဝန်မယူဘူးဆိုလို့ရှိရင်တခြားနီးနဲ့ face လောက်ဝခြင်းကိုကြုံရလိုက်မယ်ပေါ့နော်ဒီလိုမျိုးသူများဘာသာရေးကိုပြောနေတာဒီဘာသာရေး conflict ဖြစ်ဖို့အတွက်အဓိကဥတည်ပြီးပြောနေတဲ့ပုံစံမျိုးလို့ဖြစ်နေတယ်ပြီးတော့သူများဘာသာရေးကိုတတ်တတ်မှတ်ကြီးကိုထိခိုက်အောင်ဆိုပြီးရည်ရွယ်ပြီးပြောတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ကိုဗီဒီယိုကိုကိုတာဝန်ယူပေးပါနော်အမလားညီမလားတော့မသိဘူးကိုဗီဒီယိုကိုကိုတာဝန်ယူပေးပါမဟုတ်ဆို apology video တင်ပေးပါ ကျွန်တော်ကဒါပြောချင်တယ်ပေါ့နော်ကွန်ပျူတာရေဒီလိုမျိုး TikTok อ่ะပေါ့နော်ဒီလိုမျိုး view လို့ခြင်းတဲ့လူတွေပဲဖြစ်ဖြစ်ဥမာအပြင်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဘာအကြောင်းနေပဲဘယ်လို stamp လောက်လောက်တဲ့ပတ်သက်တဲ့အကြောင်းနေပဲဖြစ်ဖြစ်ကွန်ပျူတာ လိုပြောသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုပို့ပေးပါကျွန်တော်ဒီ TikTok account ရောကျွန်တော်ဟိုတခြား account တွေကိုကျွန်တော် ပေးထားမယ်ပေါ့နော်တခြား account တွေကိုတခြား account တွေကိုကျွန်တော်ပြီးတော့ attachment လည်းလုပ်ပေးထားမယ်ပေါ့နော်ပြီးတော့ဒီလိုမျိုး TikTok မှာဒီလိုမျိုး view နဲ့ attention လိုချင်ပြီး engagement ဟိုလုပ်နေတဲ့ video တွေအများကြီးပဲရှိနေပါတယ်ပေါ့နော်ပြီးတော့ထပ်ပြီးကျွန်တော်ပြောချင်တာကဒီလိုမျိုးပေါ့နော်ဘယ်သူပဲမဆိုပေါ့ကိုယ်ပါလာရေးကိုထဲထဲဝင်ဝင်မပြောလာတဲ့အချိန်ကျရင်ပြန်ပြောအောင်ရည်ရွယ်ပြီးလုပ်တဲ့ video ဖြစ်တယ်ပေါ့နော်ကျွန်တော်ဘက်ကပေါ့နော်ပြီးတော့ ကျွန်တော်ကအထပ်ပြီးပြောချင်တာကကျွန်တော်ကတော့ဘယ်သူပဲမဆိုစကန်လောက်တဲ့ဘိုင်းမဖြစ်ဖြစ်တိတိကျကျမလောက်တဲ့ဘိုင်းမဖြစ်ဖြစ်ကျွန်တော်ကတော့ဗီဒီယိုတင်မှာထပ်ပြီးကျွန်တော် again again ထပ်ပြောရဲပေါ့နော်ကျွန်တော်ကဟိန္ဒူဘာသာဝင်နေအောင်မဟုတ်မမှန်တာပြောလဲကျွန်တော်ဗီဒီယိုတင်တယ်ကွန်ပျူတာအချိန်ရန် check cloud ကြည့်လို့ရအောင်ကြည့်လို့ရအောင်ပေါ့နော်ကျွန်တော် channel မှာကျမဟုတ်မမှန်လောက်လဲဗီဒီယိုတင်တယ် scam လောက်လဲဗီဒီယိုတင်တယ်ပေါ့နော်အဓိက main ကျွန်တော် channel ရဲ့ motive ကဘာလဲဆိုရင် community အတွက် လောက100% save ဖြစ်ရမယ်ကျွန်တော်တီးတဲ့ဟာကျွန်တော်တတ်နိုင်ဆုံး share ပေးမယ် second ဆို second ဆိုတဲ့အကြောင်း share ပေးမယ်ဘာသာရေး UR အမှားဆိုဘာသာရေး UR အမှားဆိုတဲ့အကြောင်းကျွန်တော် share ပေးမယ်ကျွန်တော်ရဲ့ channel ရဲ့ရည်ရွယ်ချက်ဒီရှင်းရှင်းလေး community တို့အတွက်တနည်းတစ်ပုံအနေနဲ့အသုံးဝင်ရမယ်ကျွန်တော်ရဲ့ video တစ်ပုတ်တစ်ပုတ်ချင်းစီက community တို့အတွက်တနည်းတစ်ပုံအနေနဲ့အသုံးဝင်ရမယ်တကယ်လို့ video တစ်ခုစီ community တို့အတွက်ပေါ့နော်ဥပမာအဖြစ်အားလုံးအတွက်တော့အသုံးမဝင်နေမှာတချို့တယောက်အတွက်အသုံးမဝင်ဘူးလို့လုံးဝထင်လို့ရှိရင်ကျွန်တော်အဲ့ဗီဒီယိုလုံးဝမတင်ပါဘူး ဒါကျွန်တော်ရဲ့ channel ရဲ့လုံးဝတတ်မှတ်ထားတဲ့စီမင်းစီကံတစ်ခုပါအဲ့တော့ဒီလိုမျိုး channel တွေထပ်ပြီးသိစေချင်တာတစ်ခုကကိုယ့်ရဲ့ channel အတွက်စီမင်းစီကံတစ်ခုထားပါအာကိုဒီအကြောင်းနဲ့ပတ်သက်ပြီးမသိဘူးဒီအကြောင်းနဲ့ပတ်သက်ပြီးမလေးလာတတ်ဘူးကဲဟိုမှာမဖြစ်ဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ဒီလိုမျိုးဗီဒီယိုတွေမတင်ပါနဲ့ကိုတင်ထားတဲ့ဗီဒီယိုဖြတ်ပြီးပြေးခြင်းမလုပ်ပါနဲ့ကိုကိုတင်ထားတဲ့ဗီဒီယိုကိုတာဝန်ယူပေးပါအပြစ်ကျွန်တော်ထပ်ပြီးပြောချင်တာ7 mile လို့နာမည်မထားပါနဲ့0 mile လို့နာမည်ပြောင်းလိုက်ပါနော်ထပ်ပြီးတော့ ကဲကွန်ပျူတာရေဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီး support လုပ်ပေးပါအောင်နော်ဒီလိုမျိုးဟိုဘာသာရေးကိုထားပြီး attention လုပ်နေတဲ့လူတွေအကုန်လုံးကိုထပ်မံသိစေဖို့အတွက် video ကိုထပ်မံ share ပေးပါအောင်နော်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာကွန်ပျူတာရေအားလုံးလည်း view ပါတတ်တာ bye bye